မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောဘဝိတ္ထုခန်းကြီး36အပိုက်ငယ်17ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်စကားတော်ကို နားထောင်၍အမှုတော်ကို ဆောင်ရွက်လေစည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက် နှစ်လနေ့ရက်ကာလကိုလွန်စေတတ်ကြ၏ဒီနေရာမှာယောဘရဲ့တငယ်ချင်းဖြစ်တဲ့အေလိဟုကထပ်ပြီးဖော်ပြထားတာတွေတွေ့ရပါတယ်သူရဲ့ဇကားတွေကတကယ့်ကိုတမာတရားနဲ့ညီတဲ့ဇကားတွေပညာရှိဇကားတွေဖြစ်တယ်ဆိုတာကိုတော့တွေ့ရပါလိမ့်မယ်ဒီမှာဘာပြောထားလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဇကားတော်ကို နားထောင်၍အမှုတော်ကိုဆောင်ရွက်လင်းတဲ့ အဲ့ဒီလူဟာစီးစိမ်ချမ်းသာနဲ့ပျော်မွေ့ရစ်နေ့လနေ့ရက်ကိုလွန်စေတတ်တယ်လို့ပြောပါတယ်။ယောဘကစီးစိမ်တွေလည်းပြုတ်၊သားသမီးတွေလည်းသေး၊ကြုံတွေလည်းအကုန်လုံးမရှိတော့တဲ့အခြေအနေမျိုးကိုရောက်သွားတဲ့အခါမှာသူကဘုရားသခင်ရဲ့စကားတော်ကိုနားမထောင်လို့ဒီလိုကိစ္စကို ကြုံတွေ့ရသလိုမျိုးဘုရားရဲ့အမှုကိုမဆောင်ရွက်လို့သူဟာစီးစိမ်ချမ်းသာနဲ့ဝေးရသလိုမျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ယောဘဒီလိုမျိုး အခြေအနေကိုရောက်သွားတာအဆိုးရွားဆုံးဖြစ်သွားတာက အမှုတော်ကိုဆောင်ရွက်နေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ရဲ့အမှုတော်ဆိုတာကဖျားခိုင်းတဲ့အရာကိုဖျားရဲ့အလိုတော်ကိုဆောင်ရတာဖြစ်ပါတယ်။အခုလဲယောဘဆင်းရဲဒုက္ခရောက်တာကဖျားအလိုတော်ဖြစ်တယ်။ယောဘဒုက္ခတွေးနေတာကဖျားသခင်ခွင့်ပြုထားလို့ဖြစ်တယ်။ဒါအမှုတော်ပဲဖြစ်ပါတယ်။အဲ့ဒီယောဘရဲ့ နာခံခြင်းနဲ့ဖရာအလိုတော်တိုင်းအသက်ရှင်ခြင်းကဒီနေ့ထိတိုင်အောင်တရားဟောနေသေးတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မပြောပါလို့ပါဘူး။ဒါလေးကဘာဟုတ်လို့လဲ။ဒါကဖရာအလိုတော်ဘလို့လို့ဖြစ်နိုင်ပါလဲ။စင်းရဲဒုက္ခကဖရာအလိုတော်ဖြစ်တန်ကောင်းပါဘူးလို့ကျွန်တော်တို့ကဒီလိုပြောပါလိမ့်မယ်။အမှန်တော့ဖရာအလိုတော်ဆိုတာကဖရာသခင်ဖြစ်စေလိုတဲ့အရာဖရာသခင် လုပ်စေလိုတဲ့အရာကိုဝန်ခံနာခံခြင်းဖြစ်ပါတယ်။ နောက်ဥပမာတစ်ခုနဲ့ခိုင်းနိုင်ပြီးပြရရင်သခင်ယေရှုကိတ္တရှိမံဥယျာဉ်မှာဆုတောင်းသလိုမျိုးဤခွက်ကလွန်နိုင်ရင်လွန်သွားပါစေသို့တော်လည်းကျွန်တော်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုတော့အလိုအတိုင်းပဲဖြစ်ပါစေလို့ဆုတောင်းတဲ့နေရာမှာသူလဲဆင်းရဲဒုက္ခကိုခံဖို့ရှိနေပါတယ်လောဘကတိုင်လမ်းကိုသူကရှောက်ရမယ်ဖရာရဲ့မျက်နာလွဲခြင်းခံရမယ်နာကျင်စွာထိုးနှက်နှိပ်စက်ခြင်းကိုခံရမယ် ဒီလိုဝေဒနာတွေဒီလိုဒုက္ခတွေကိုဝန်ခံပြီးတော့မှနာခံခြင်းက အမှုတော်ကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ပြီးစီးတဲ့အခါမှာသခင်ယေရှုကတော့လူအများကိုသူ့ထံသို့ဆွဲယူတယ်၊ပြောင်းလဲစေတယ်၊သားအများကိုသိမ့်ပိုက်တယ်ဆိုတာတွေ့ရပါတယ်။ယောဘလည်းပဲဘုရားသခင်ကိုနာခံခြင်းအမှုပြီးစီးတဲ့အခါမှာ ကောင်းကြီးနှစ်ဆပြန်ရတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျင်းဆိုတဲ့အတိုင်းကျွန်တို့ရဲ့နေ့စဉ်အသက်ရှင်မှုမှာဖရာသခင်ကိုနာခံပြီး အမှုတော်ကိုဆောင်ရွက်နေဖို့လိုပါတယ်။တဘော့ကတော့ဖရာသခင် ဖြစ်စေလိုတဲ့အတိုင်းဖရာသခင်လှုပ်စေလိုတဲ့အရာကို လုပ်နေဖို့လိုပါတယ်။ကိုယ့်ရဲ့အမှုမဟုတ်ဖရာရဲ့အမှုကိုဆောင်ရွက်ခြင်းဖြစ်ရပါမယ်။ကိုယ့်ရဲ့အလိုမဟုတ်ဖရာရဲ့အလိုအတိုင်းဖြစ်ရပါမယ်။အဲ့ဒီလိုသာဆိုလို့ရှိရင်တော့ စည်းစိမ်ချမ်းသာနဲ့ပျော်မွေ့ခြင်းနဲ့အတူနှစ်လနေ့ရက်ကာလကိုလွန်စေတတ်မှာဖြစ်တယ်လို့ပြောတဲ့အတိုင်းကျွန်တော်ရဲ့နေ့ရက်တွေဟာဖះပေးတဲ့ကောင်းကြီးနဲ့ပြည့်စုံနေမှာပဲဖြစ်ပါတယ်သို့တော်လည်းပဲကျွန်တော်ဖះအမှုကို ဆောင်တဲ့နေရာမှာတစ်ခါတလေကျွန်တော်ဒုက္ခဆင်းရဲဆိုတာတွေ့ကြုံနိုင်ပါတယ်တစ်ခါလေကျွန်တော်အသက်တာမှာအဆင်ပြေတာလည်းရှိပါလိမ့်မယ်သို့တော်လည်းပဲအမှုတော်ကို ဆောင်ရွက်တော်သူမှန်ရင်တော့သိကြပါတယ် ဘုရားသခင်ရဲ့စီးစိမ်ဘုရားပေးတဲ့ကောင်းကြီးဘုရားသခင်ပေးတဲ့ဝမ်းမြောက်ပျော်ရွှင်မှုကိုအေကံမုတ်ချခံစားရမှာဖြစ်ပါတယ်မိမိရဲ့နေ့ရက်ကာလတွေကို စီးစိမ်နဲ့ပျော်မွေ့ခြင်းရဲ့ဘုရားရဲ့အမှုတော်ကိုဆောင်ရွက်ပါဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုသွန်သင်သောကြောင့်ကျေးဇူးတင်ပါတယ် ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့သူအယောက်တည်းရဲ့အသက်တာမှာဖခင်ရဲ့အမှုတော်ကိုဆောင်ရွက်ခြင်းရဲ့အကျိုးကိုခံစားစေပါ။နေ့ရက်တိုင်းကိုစည်းစိမ်နဲ့ပျော်မွေ့စေပါ။ယေရှုတင်ပါတဲ့အဖမိသားစုဝင်အယောက်တိုင်းပေါ်မှာခန္ဓာစိတ်ဝိညာဉ်မာစားခြင်းအမျိုးမျိုးနဲ့ပတ်ရစ်ပါမိအကြောင်းတဏိတာလုံးကိုစကတ်အနံဆုတောင်းတဲ့အခါမှာတပါးရောသားတော်သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအပ်နံပါ၏။အာမင်။